နေ့မနက်မှာပဲရှင်ပြန်ထိုးသွက်သွားခဲ့တဲ့ဂျူဆော့ဖန်နဲ့ဂျပန်ဖိုက်တာရိုက်ဆူရူရာတို့ရဲ့ပွဲမှာဆိုလို့ရှိရင်တော့ဂျူဆော့ဖန်ကအမှတ်နဲ့သာပြီးရသွားတာဖြစ်ပါတယ်။တိုင်းတုံးဟောက်လုံးကဂျူဆော့ဖန်ကိုဒါ၃ချီလုံးကိုအနိုင်ပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ unanimous decision နဲ့အနိုင်ရသွား။ပွဲချောင်းပြောရမယ်ဆိုလို့ရှိရင်ဂျပန်ဖိုက်တာကကျွန်တော်ပွဲယူတုံးတဲ့ချက်မှာပြောခဲ့သလိုမျိုးပဲဆလာခဲ့တဲ့ကကဝါစထရိုက်တင်းကိုရှင်ထိုးဖို့ကိုစဉ်းစားတာမျိုးမရှိဘဲနဲ့တမ်းပြီးတော့လုံးပါဒီနေရာမှာပထမအချီမှာဆိုလို့ရှိရင်ဂျူရှော့ပန်က တဲ့ခါလောက်ထီကိုတိတ်တောင်းလောက်ခံရပါတော့တိတ်တောင်းလောက်ခံဆိုတိတ်တောင်းလောက်ကိုကျူးသွားခံနေမဂျူရှော့ဖန်ရဲ့တိတ်တောင်းတဖက်နေရတယ်တော်တော်လေးကိုခေါင်းပါပြောရရင်ပထမအချီကတိတ်တောင်းတဖက်လောက်လာနေရင်အချင်းကုန်တယ်လို့ပြောလို့ရတယ်ဂျူရှော့ဖန်ဘက်ကလက်သီးထွက်တာတော့ပုံများရပါတော့ခတ်တဲ့လက်သီးထီးရဲ့လက်သီးရောလက်သီးရောနည်းနည်းပုံများတယ်ဒါပေမဲ့ဒီတိတ်တောင်းတဖက်လောက်လာနေရင်တော်တော်လေးချင်းကုန်တယ်ဒီဘက်ဖိုက်တာကလည်းလောကတန်တကာတော့ကပ်ပြီးတော့သူ့ကိုဂျူရှော့ဖန်ကထိုးမယ်လို့လုပ်လိုက်တိုင်းမှာ ခါတဲ့တန်းပြီးတော့ခြေထောက်ကိုမရရအောင်ဆွဲတာဖြစ်ပါတယ်။သူဝင်ဆွဲတဲ့ပုံစံကလည်းပြောရလို့ရှိရင်လုံးဝခြေထောက်အောက်ပိုင်းထိကိုဝင်ဆွဲတဲ့အတွက်ကြောင့်ဂျိုးရှော့ကအနေနဲ့ကတန်းပြီးတော့ပြန်ထိုးရမျိုးကာဗာလောက်တာမျိုးလုံးလို့မရဘဲနဲ့တိတ်ထောင်တစ်ဖက်အရင်လုံးပြီးလို့ရှိရင်ပြန်ခွာလို့ပုံစံမျိုးနဲ့ပွဲရအရှိန်တော့တိတ်မကောင်းဘူး။ဒုတိယစီကြောက်တဲ့အချိန်မှာပွဲကိုနည်းနည်းလေးကြီးမားတဲ့အလဲပြောင်းတစ်ခုဖြစ်သွားပြီ။တကယ်ဒုတိယစီကြောက်တဲ့အချိန်မှာ Defender Fighter Rise သူတို့ကနည်းနည်းတက်လောက်စားကြလာပြီ။ ကြားလာရတဲ့အတွက်ကြောင့်မလို့သူရဲ့တိတ်တောင်းလောက်တဲ့နှောင်းကလည်းနည်းနည်းလေးကြားလာတယ်ကြားလာရတဲ့အတွက်ကြောင့်မလို့ဂျိုရှောပိုင်ရဲ့ဒီတတိထိချက်နှောင်းကပို့ပြီးတော့ခေါင်းလာတယ်ပေါ့နော်ဂျပန်ဖိုင်တာရဲ့လက်နာကိုဒဲထီရဲ့တတိချက်တွေနည်းနည်းပို့များလာတယ်ဒါပေမဲ့ဒီအချိန်နေမှာပဲအလဲပြောင်းတခုဖြစ်ပါတယ်ဒီကောင်ကဘာလဲဆိုတော့ဂျပန်ဖိုင်တာရိုင်းဆိုရာကဂျူရိုထရူဟိုအတုံးပြုပြီးတော့ဒီဂျူရိုနီစနစ်ကိုတုံးပြီးဂျိုရှောပိုင်ကိုလက်ခဏနေဆွဲပြီးခိုင်းပေါက်လိုက်ပြောရရင်ကျွန်တော်အနေနဲ့ဂျူရိုအရင်နှောင်းကတော့ လေးလာမှုတာရှိရရှိတယ်ဒါပေမဲ့ဒီလိုမျိုးလက်ခဏနေဆွဲပြီးခိုင်ပေါက်တယ်ဆိုတော့အဲဒီခိုင်ပေါက်တဲ့ strength ချက်မျိုး MMA 2ဝိုင်းနဲ့မှာတုံးနေဆိုတာတော်တော်လေးရှားပါတယ်အကွက်လို့ပြောလို့ရတယ်ပေါ့နော်တောင်းတန်းဆိုလို့ရှိရင်အင်ဒိုပုံစံမျိုးနဲ့ဆွလေးနိုင်တာတော်တော်လေးရှားတယ်ပုံရင်းနဲ့ပြောရမယ်ဆိုလို့ရှိရင်ဂျိုးရှော့ဖန်တော်တော်လေးကြောင်သွားတဲ့ပုံဘာမလို့လဲဆိုတော့ strength ချက်ကရရဲ့အချိန်မှာသူတော်တော်လေးကြာသွားတယ်ပုံမှန်နံပါတ်8တောင်း defend နေနှုတ်နေရနေပြီးတော့ ူရိုနီစနစ်ကိုတုံးပြီးတော့လက်တဖက်တွေဆွဲပြီးခိုင်ပေါင်းတဲ့ချင်းတက်ပြီးတော့ဂျပန်ဖိုင်တာရဲ့ဒီ half cup အနေထားမျိုးပေါ့နော်ဂျူရိုပိုဇီရှင်ကနေဆိုရင်တော့ဒီဘေးရဲ့အနေထားမှာဒီဂျူရိုဖိုင်ရဲ့ခေါင်းကိုတခြားချုပ်မိပြီးတော့အဲတက်ပြီးတော့ရောက်သွားတယ်ပေါ့နော်အေးအကွက်လေးရတော်လေးမိုက်တယ်ပြောလို့ရတယ်ကျွန်တော်အနေနဲ့တမ်းစီနမေရောနည်းနည်းမေခုံးပြီးတမ်းတကယ်တမ်းသူတရာကျွိုင်းနဲ့မှာတုံးလို့ဆိုလို့ရှိရင်တော်တော်မတွင်အကွက်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ ဂျပန်ဖိုင်တာရဲ့လက်ကိုဆွဲပြီးခိုင်ပုံပုံစုဒိုအမ်လက်ဒီချက်ကိုတော့ဂျပန်ဖိုင်တာရိုင်းဆူရူတာကိုချီးကျူးရမယ်ဂျူရှောဘန်လည်းတော်တော်လေး surprise ဖြစ်တော့ဒါပေမဲ့ကျွန်တော်တင်တော့အင်းနေရာမှာတကယ်တမ်းကဟိုဒီတိုင်းမဲ့အချီပြီးသွားမယ်ဆိုရင်တော့ဂျူရှောဘန်တော်တော်လေးနှိပ်သွားနိုင်တယ်ဒါပေမဲ့ဂျူရှောဘန်ကမရရအောင်ပြန်ပြီးတော့ရုံထလာခဲ့ရုံထပြီးတော့ဒုတိယချီမှာဆက်ထိုးတယ်ပေါ့ဗျတတိယချီရောက်မှာဂျူရှောဘန်ဘက်ကပြောရင်တော်တော်လေးစီးလာပါဘွေးဖြတ်လို့ရတော့တဲ့အနေထားထိအောင်ရောက်လာပြီ ဒါမဲ့အင်းနေရာမှာအဓိကပြဿနာကဂျိုရှွာဘန်က low blow ကံမီရောလူလူကံလဲဆိုတာပြောရရင်ဒီခါအောက်ပိုင်းမော်နော်ဒီကံမီရယ်ကံမီရဲ့အချိန်မှာတကယ်ပထမကံကြက်ကဒီနေ့ဒီပို့ဆွဲသွားတဲ့အနေအထားလောက်မှာရှိရပါတော့သူတို့ဒီဘောဘာလိုင်းရှိရဆိုရင်အင်းနေရာကိုပို့ဆွဲပြီးတော့အဲဘိုက်ကိုထိသွားတယ်တကယ်နဲ့တက်လုံးကြနေရလိုင်းဆိုတာကတော့ဒီလိုမျိုးဘိုက်ကိုကံကံလောကဟို share ကိုထိပါ ချိတယ်ဒါပေမဲ့ဒီဘောက်ဟာကိုလည်းချိပြီးတော့ပုတ်သွားရဲ့အတွက်ကြောင့်မလို့ရိုင်းဆူရာကတမင်အဲသူနားလာတော့ပြောတက်လုံးနေနဲ့ပြန်ပြီးကာပါဖြစ်အောင်ဒီနားရဲ့ချိနေနေပို့ပြီးတော့ယူလိုက်တာကိုကျွန်တော်တွေ့ရတယ်ဒါပေမဲ့ဒီ effect ကြောက်တယ်ရေချချင်ဂျူရှာဖန်ကန်နဲ့ကန်ကြတော့ရောဝရှင်းမပြောလို့ရှင်မဘိုင်ဟဲတဲတဲ့ဝင်သွားတာဒါပေမဲ့ပထမတစ်ခါကလိုဘလိုဖြစ်နေတဲ့သားသမားတွေကနောက်တစ်ခါဆိုလို့ရှင်လေအဲ့လိုမျိုးအောက်ပန်းကိုအောက်ပန်းကိုကန်မိနိုင်ချင်များတဲ့အတွက်ကြောင့်မလို့ ်နောက်တစ်ချက်ဂျူဂျော့ဖန်ကန်လိုက်တဲ့အချိန်မှာဒီကနေ့ဂျမန်ဖိုက်တာကအေးချိန်မှာတကယ်နော့ဒေါင်းဖြစ်သွားပြီးဂျူဂျော့ဖန်လိုက်ထိုးဝင်ပွဲရပြတ်ပါဒါပေမဲ့ဂျမန်ဖိုက်တာကပထမတစ်ချက်ဖောင်းနာလာကိုအခွင့်ကောင်းယူပြီးတော့ရိုးရိုးပုံစံမျိုးနဲ့ဆဲချလိုက်တယ်ဆဲချလိုက်တဲ့အချိန်မှာဒီတိုင်ကလည်းတိတ်မသေးကြရတဲ့အတွက်ကြောင့်မလို့ခဏပွဲကိုရက်လိုက်တယ်ပေါ့နော်ပွဲကိုရက်လိုက်တဲ့အချိန်မှာဂျမန်ဖိုက်တာကမိကပါဖြစ်သွားတယ်ပြီးမှမှာဒိုင်းကတက်မြို့ပြန်ကြည့်လိုက်ရင်မဟုတ်ဘူးဆိုတော့တက်ပြတ်ထားဟိုင်းနေချိန်မှာကျတော့ကြွတ်ဂျူရှော့ဖန်အတွက်နောက်ခေါက်ဖြစ်နိုင်မယ် ွက်ရေးတစ်ခုကိုဆုံးရှုံးသွားရလို့မြင်တယ်။ဒါပေမဲ့အေးခေါင်ကရှေ့မှာကျွန်တော်တို့အဲဒီကိုကိုကိုရိုင်းကလည်းတစ်ချက်ကံမိထားတာကြောင့်ပဲပါတယ်ပေါ့။ဂျပန်ဖိုင်တာကလည်းနည်းနည်းလေးပေါင်ထဲကနေညစ်လိုက်တယ်လို့ပြောလို့ရတယ်။တကယ်တမ်းကသူ့ဘော်ဒီကမခံနိုင်တာကိုလိုဖြိုးကန်ခံရတဲ့ပုံစံမျိုးနဲ့ဒုတိယတစ်ချက်မှာအချင်းဆွဲလိုက်တာဖြစ်ပါတော်တော့ကျွန်တော်နေနေနဲ့နှမျောမိရပါတော့ဘာလို့လဲဆိုတော့မဟုတ်ဘူးဆိုလို့ရှိရင်သူကျော်ကန်ကဒီပွဲကိုနောက်ခေါက်နဲ့အဲနောက်ခေါက်နဲ့တက်နီကယ်နောက်ခေါက်နဲ့နိုင်တဲ့ပုံစံမျိုးဖြစ်သွားမှာ ဒါမဲ့ဒီနောက်ပိုင်းပြန်ပြီးတော့တည်တဲ့ချိန်မှာလည်းဂျူဂျော်ဗန်ကလုံးဝတစ်ဖက်တက်အသာကြီးပဲဂျပန်ဖိုက်တာကကျဲပြီးတော့ဒီ spinning buffet စီလိုက်တာအတွင်းဘာမှမထွက်တော့ဘူးသူ့ body language နဲ့ရတယ်တော်တော်ကြီးကိုချာနေပြီဘလို့မှတော့နိုင်နေနေထားဖို့တော့တကယ်တည်းတမင်းတမင်းတော့သာဆက်ပြီးတော့ချီသေးရဆိုလို့ရှိရင်ပွဲရပြတ်နေပါဂျပန် fighter လည်းတော်တော်လေးကိုဖူးရောက်နေအောင်ထိုးခံနိုင်ရတယ်ဂျူဂျော်ဗန်လည်းတော်တော်လေးကိုရုံးခံနိုင်ရပြောရရင်တ냐လုံးသူ့ကိုတိတ်တောင်းကာပြီးတော့ လေ့ကျင့်ဝင်ဒေတာတို့ဖောင်လေ့ကျင့်ဝင်ပြီးရသလားဒါမှတယောက်လို့ပါပြီးတော့တညာလုံးကိုပူလိုက်ခွာလိုက်ပူလိုက်ဖာလိုက်နေတော်တော်ကိုအဲကြည့်ရရင်တလေးလေးနဲ့ပေါ့နော်ဘလောက်ဘလောက်များဒေတာဖောင်ပေါင်းလဲဆိုပြီးတော့ရှင်းနေရတာဖြစ်ပါတယ်ဒါပေမဲ့ဒီပွဲကိုကြည့်ပြီးနောက်ပိုင်းမှာမချူချော့ပိုင်းရဲ့ဒေတာ defend နိုင်ငံပိုင်းမှာဆိုလို့ရှင်တော့ body စီချာလောက်တဲ့အနေထားရှိပြီလို့တော့ကျွန်တော်အနေနဲ့မြင်နေဒါပေမဲ့ဂျူရိုဇရိုးတွေပြောပြန်ပြီးတော့ defend လုပ်ဖို့ တိတ်လာပါဘူး။ဒါပေမဲ့ဂျူလိုကစားသမားတွေကပြောရဲရွေးချယ်ပြိုင်ပွဲမှာမနေပါဘူး။ဘာလို့လဲဆိုတော့ဂျူလိုကဂျပန်ခြေဆိုင်ပြီးတော့ဂျူလိုကစားသမားတွေကနေလက်ရှိ MMA ထိုးတက်နေတဲ့ကစားသမားတွေကနည်း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 ရှိရပါတော့။ဒီချက်ကတော့မစိုးလို့ပြောလို့ရတယ်။ဒါပေမဲ့ဂျူရှော့ဖန်အနေနဲ့တော့ဒါဂျူလိုနဲ့ပတ်သက်ပြီးဒိုင်းနာတစ်ခုကြည့်တော့အာဒီကောင်ကတော့ဗာနီးစနစ်နဲ့တိုင်ပေါက်သွားတယ်ဆိုပြီးတော့စိတ်ဝင်စားတယ်တော့ဘယ်လိုထင်လဲဒီဘိုင်းนี่ပါထပ်ထိလိုက်မယ်ဆိုရင်ဂျူရှော့ဖန်နောက်ပိုင်းတော်တော်လေးကောင်းတော့ ီပုံစံမျိုးနဲ့ပြောရဂျူဂျော်ဗန်လက်ကိုဆွဲပြီးတော့ဂိုင်ပေါက်သွားဂျူဂျော်ဗန်ထိုးမဲ့ချိန်မှာခါတယ်ဆွဲနေသွားတာဖြစ်မှာပွဲရတော်တော်လေးကောင်းတယ်ဂျူဂျော်ဗန်အနီနဲ့ကလည်းပြောရတယ်ဒီဘောင်းကစားသမိုင်းရဲ့အတွက်ပြင်ဆင်မိတာဖြစ်တယ်ဟိုတကယ်တော့နောက်ခေါက်တော့နေနိုင်နိုင်ကြီးရှိခဲ့တယ်ဆိုပေမဲ့ကကွာဖောင်းတာတော့ပြိုင်မသားကောင်တွေကနေညစ်သွားရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဟောက်တော့မရလိုက်ဘူး။အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပြတော့တာကဂျူဂျော်ဗန်ရဲ့ကွာပင်းချင်းနေလေးကိုအဓိကပြ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 တော့ချစ်ပါ အားလုံးပဲပေါ်ချနိုင်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ YouTube channel ပဲ subscribe လုပ်ထားပေးပါအားလုံးကြည့်ကြည့်ပါ